အဲတမျိုးလောကမှာပြည့်သွားတယ်ဆိုတာကတော့အခိုက်အတန့်လို့သာ ပြောလို့ရတယ်ဒါရောမှပြည့်တယ်ဆိုတာမရှိဘူးယောဓုဆိုင်ရာပစ္စည်းတွေကလည်းတမျိုးပြီးတမျိုးပေါ်နေတာပေါ်နေလို့ရှိရင်ဒီတမျိုးပြီးသွားရင် နောက်တမျိုးကလူချင်းစရာတွေလာအောင်ပါပဲအဲဒီလူချင်းစရာတွေနောက်ကိုလိုက်ပြီးတော့စိတ်ဓာတ်တွေဟာတည်ငြိမ်မှုမရနိုင်ကြဘူးတဲ့ဒါကြောင့်မို့လို့ ကြည်ငြိမ်မှုရအောင်အဲ့ဒီနောက်လိုက်ခြင်းကိုနံပါတ်၁စွန့်ပယ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါကိုပြောတာမြတ်စွာဘုရားတန်တုဋ္ဌိဆိုတာရှိတဲ့အနေထားလေးတစ်ခုနဲ့ခြေနဲ့ရောင်ရဲလိုက်ပြီးတော့ဒုချင်းစရာအာယုန်နေနောက်ကိုမလိုက်တော့ဘဲနဲ့စိတ်တည်ငြိမ်မှုရအောင်ကြိုးပမ်းအားထုတ်တာမြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ကရုပ်ထုနဲ့ပတ်သက်ပြီးတော့လူချင်းစရာတွေကမများဘူး ဟိုဒီဒီသွားတဲ့ခါမှာဆိုလဲယင်းဆိုတာညံ့ညက်ဆာသာရှိတာမဟုတ်ဘူး။တမ်းပြေအုပ်ချုပ်တဲ့ဘယင်းနေသားအတော်တန်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေသားမြင်းယင်းတို့လဲယင်းတို့ဆင်းယင်းတို့ဆိုတာတွေနဲ့သွားကြလာကြတယ်။တမ္မာပုဂ္ဂိုလ်တွေကကိုကြောင့်ရှောက်ကြတာ။ကိုကြောင့်ရှောက်တော့ယင်းစည်းဖို့အတွက်လဲသူတို့မှာဘာမှစိတ်ဆန္ဒမရှိကြဘူး။ မရှိသည့်အတွက်စိတ်ဓာတ်တည်ငြိမ်မှုတွေအများကြီးရှိဒီကနေ့ကျတော့မဟုတ်ဘူးယင်တွေကလည်းပေါများလာတဲ့အတွက်ကြောင့်အဲ့ဒီယင်တွေရရှိဖို့အတွက်ဆိုပြီးတော့မရှိရင်မဖြစ်တဲ့အနေအထားတစ်ခု ဖြစ်လာဖြစ်လာတော့စိတ်ရဲ့လှုပ်ရှားမှုတွေများလာညာလာတဲ့အတိုင်းကြိုးစားအထုတ်လို့မအောင်မြင်ဘူးဆိုလို့ရှိရင် emotion တွေတို့ stress တို့ဝင်လာတယ်ဒါကြောင့်မို့ဒီကနေ့ခင်မှာတော့တပ္ပထချင်းစဉ်တစ်ခုကို ဟိုကျင့်ဖို့ဆိုတာတော်ရောနေတော့ခက်ခဲတယ်ပေါ့ပေါ့ရအောင်မြင်မှုအမတန်ခက်ကျမ်းမာရေးကြံ့ခိုင်မှုလည်းယော့သွားတယ်စိတ်ဓာတ်ကြံ့ခိုင်မှုအားတွေလည်းယော့သွားတယ်ဒါကြောင့်မို့လို့ဒီကနေ့ခေတ်မှာတမထကိုအောင်မြင်ကျင့်ပြီးမှဝိပဿနာအောင်မြင်ကျင့်တာမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဖြစ်နိုင်တယ်ပေါ့ပုဂ္ဂိုလ်ပေါ်မှာမူတည်တာပေါ့နော်အဲဒါပုဒ်ဒီပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့ဖြစ်နိုင်တယ် အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကတမထကျင့်စဉ်တွေကိုပေါ့ပေါ့ရောက်အောင်မြောင်ကျင့်ပြီးမှကျင့်တဲ့ပုဂ္ဂိုလ်တွေလည်းလွန်များတယ်။ဘောဘုရားမပွင့်ခင်ကတမထကိုပဲပေါ့ရောက်အောင်ကျင့်ပြီးတော့ဝိပဿနာကူးတဲ့ဤကိုမတိကြသည့်အတွက်ကြောင့်မဥမနာမတိလို့ဆိုတဲ့သူတို့တတ်မှတ်ချက်ဉာဏ်ပြည့်ပဲဖြစ်သွား။ဉာဏ်ပြည့်မှာပဲလမ်းဆုံးသွားကြတယ်။လမ်းဆုံးသွားပြီးအဲ့ဒီဗမဗမပြည့်ကိုပဲပန်းနိုင်ထားပြီးတော့ ဘာသာရေးဂိုင်းတွေဟာကျင့်ကြံကြိုကိုအားထုတ်နေကြအစ်စ်မနိုင်ဘူးသူတို့ကအဲ့တို့ကျင့်ကြံကြိုကိုအားထုတ်ပြီးတော့ဗြမပြေရောက်တဲ့အခါတက်တန်းအလွန်ရှိတယ်မေ့နေလောက်ကဘာချီပြီးတော့ရှိတယ်တက်တန်းဆိုအကြာကြီးနေကြတယ်ကြာကြီးနေတဲ့အခါကျတော့ကြားလာတော့သူတို့စိတ်ထဲမှာနေဆာထာဝရလို့ယူဆလာကြတယ်သူကထာဝရနေရတယ်ဒါဆိုကိုမျက်စိအောက်မှာ တ္တဝါလေးတွေကပြုတ်ပြုတ်ပြုတ်နဲ့ပျောက်သွားဇမားတွေအနေနဲ့ကြည့်မယ်ဆိုရင်လူတွေဆိုတာခဏလေးနတ်တွေဆိုတာလည်းခဏအလုံးကြောက်ကြလိမ့်မယ်လူရဲ့တတန်လူဘုံလူလောကဒီကနေ့ခေတ်မှာဆိုအလွန်မြန်တယ်ပေါ့ဘုန်းကြီးတို့ဘယ်ရလက်ထက်ကဝတ္ထုတစ်ခုဆိုလို့ရှိရင်တပါရိဏနတ်ပြည်မှာပန်းခူးနေတဲ့နတ်သမီးတွေနတ်သမီးတဲ့ဦးဟာစုတေစိတ်ကြသွားလို့ ူပြိလာဖြစ်တယ်လူပြိလာဖြစ်တော့သူဘယ်ရလာတယ်ဆိုတာကိုသိလို့ကုသိုလ်ကောင်းမှုတွေစူးစမ်းလို့ဒီမှာအိနောယတကြအသက်ရဲ့ချီးလို့ပြေးသွားတဲ့အခါသူသူ့ရဲ့ဆန္ဒအတိုင်းအဲ့ဒီလက်ပြေကိုပြန်ဖြစ်တယ်ဟိုမှာပန်းခူးတော့မှရှိသေးတယ်အဲ့တော့ကွာချားတယ်ပေါ့အသက်ချင်းကနော်အတိုင်းတာတစ်ခုနဲ့ပြောလို့ရှိရင် လူပြည်မှာအနှစ်90ဆိုရင်စတုမာတွေကတရက်ပဲရှိသေးတယ် ူပြည်မှာအနှစ်တရာမှာတာဝရဏတရက်ပဲဆိုဒီကနေ့ခေတ်လူတွေဟာတာဝရဏနတ်တို့ရဲ့တရက်တောင်မနေလိုက်အောင်တို့တောင်တို့တောင်နေပေါ့ဒါအတိုင်းတာတစ်ခုကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေနဲ့အနီးကပ်ဆုံးဖြစ်တဲ့တရိษံလေးတွေပဲကြည့်တရိษံလေးတွေရဲ့တတံပဒမတို့ကြတယ်ခဏလေးပဲပေါ်လာလိုက်ပျောက်သွားလိုက် ပေါ်လာလိုက်ပျောက်သွားလိုက်ဒီလိုပဲနေမှာပဲပေါ့အဲ့ဒီလိုအခြေအနေမျိုးဟာ သမထကျင့်စဉ်တစ်ခုကိုကျင့်လို့သမထံကြာရှိတဲ့တတန်းရှိတဲ့ဘုံဘွားရောက်သွားတဲ့အခါကြလို့ရှိရင်သူတို့ကဘုမနာမတိတို့ယူဆပြီးတော့မှားရွေးတဲ့အယူဆတွေပေါ်ပေါက်လာ။ယသဗျာရဲ့တရားတော်ရအေးသမထကျင့်စဉ်ရဲ့နန်းဆုံးကတော့ဆန်တဲ့အပိညာဉ်တွေပဲ။အပိညာဉ်ဒီမှာပဲလမ်းဆုံးနဲ့ထူးခြားတဲ့စွန့်ဤတတိတွေရမယ်။သို့တော့တည်ရင်လည်းမြတ်ပုံမှန်ရောက်ပြီးတော့ နောက်တစ်ချိန်ကျတန်လျာတွေကလွတ်မှာမဟုတ်ဘူးပြန်လာအောင်မှာပဲလို့ဆိုရဲအနေထားမျိုးရှိအဲ့တော့ကြောင့်မလို့မြတ်စွာဘုရားကတခါရောက်ရင်ဘယ်တော့မှပြန်မလာရတဲ့နေရာမျိုးဆိုလိုတာကအကြောင်းတရားတွေကုံအောင်ချိန်မုံလိုက်နိုင်တယ်အကြောင်းတရားတွေကုံအောင်ဖယ်ရှားလိုက်နိုင်တဲ့ဤစနစ်တစ်ခုကတော့ဝိပဿနာပဲဝိဆိုတာမတူညီတဲ့ပဿနာအမြင်တစ်ခုဒီဉာဏ်ကြီးစွမ်းအားနဲ့မှ ုံစင်အောင်ပူခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီဘေးဒုက္ခတွေကင်းတဲ့အခြေအနေတစ်ခုကိုဉာဏ်ကြီးကမှပေးနိုင်တယ်။တမာရီဆိုတာဒီဉာဏ်ကြီးကိုအထောက်ကူပြုဖို့ပဲရှိတယ်။ဒီဒါကြောင့်မလို့ခွန်ကြီးတို့တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့နှမျိုးခွဲခြားမှတ်သားသင့်တယ်ပေါ့။တဦးကသမထကျင့်စဉ်တမာရီလုပ်ငန်းကို ထူထောင်ပြီးတော့မှဝိပဿနာကိုအထုတ်တယ်ဒါကတူနောက်တူကတော့ဝိပဿနာကိုပဲတိုက်ရိုက်သွားတယ်တမာရီကိုထူထောင်ပြီးတော့မနေတော့ဘူးဝိပဿနာအာယုန်နဲ့ပဲပညာတိုးတက်အောင်ကြိုးစားတယ်ဆိုဒီနည်းနှစ်ခုရှိလားအဲ့ဒီနည်းနှစ်ခုရှိလာတဲ့အခါမှာပထမနည်းကိုသမထယာနိကပုဂ္ဂိုလ်လို့ခေါ်တယ် ပထမနည်းလိုက်တဲ့ပုဂ္ဂိုလ်သမထယာနိကဒုတိယနည်းလိုက်တဲ့ပုဂ္ဂိုလ်ဝိပဿနာယာနိကပုဂ္ဂိုလ်လို့ခေါ်တယ်။ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သမထချင်းစင်မဲ့ချင်းချင်းဝိပဿနာချင်းစင်မဲ့ချင်းချင်းပထမဆုံးလုံးတင်လှုပ်ထိုက်တဲ့ကိစ္စကပါလဲလို့ဆိုရင် ကိုချင်းတရားကောင်းမွန်အောင်အရင်ဆောက်တည်ဖို့လိုတယ်။ကိုချင်းတရားကောင်းမွန်အောင်လုပ်တယ်လို့ဆိုတာပြင်လိုက်တာတခဏလေးပဲ။ ကိုကျင့်တရားဆိုတာအကြာကြီးပြင်ရတာမဟုတ်ဘူးအခုမလုံတော့ပါဘူးလို့ဒါကိုရှောင်လိုက်ပါပြီလို့စိတ်ထဲကစောင့်တည်လိုက်တာနဲ့နှုတ်ကထုတ်ဖော်ပြီးတော့စောင့်တည်လိုက်တာနဲ့တပြိုင်နက်တော့ကိုကျင့်တရားလုံလောက်သွားတယ်လို့ဒီလိုဆိုတယ်ဟောအဲ့ဒီကိုကျင့်တရားပြည့်စုံသွားပြီဒါကြောင့်မို့ဆရာတော်ကြီးတွေကအကြံပေးတယ်ရှေးဥစွာတိလစင်ကြအောင်လုပ်ရမယ် ဒီလဆင်ကြအောင်လုပ်တယ်ဆိုတာဘလောက်ကြအောင်လုပ်ရမယ်ဘယ်နှလလုပ်ရမယ်ဘယ်နှစ်လုပ်ရမယ်ဒီလိုမရှိဘူးခုစောက်တည်လိုက်ရင်အခုချိန်မှာကိုယ့်ကိုစဉ်းစားကြည့်လိုက်ဩငါငါဝသီလစောက်တည်ထားတယ်ငါစင်ကြဲနေပြီလို့အာယုံပြုတ်ကြည့်လိုက်တာနဲ့တပြိုင်နက်ငါအခုချိန်ထိစောက်တည်ပြီးတဲ့အချိန်မှာဘာမှကျူးလွန်ထားတာမရှိဘူးဖောက်ပြက်ထားတာမရှိဘူးငါသီလခုစောက်တည်လိုက်တဲ့အချိန်ကစပြီးစင်ကြဲတယ်လို့ပြန်ပြီးတော့ အောင်းမိတ်လိုက်တာနဲ့တပြိုင်နဲ့စိတ်ထဲမှာဘာဖြစ်လာတော့ဆိုစေနှအာရမှုလေးဖြစ်လာအဲ့ဒီစေနှအာရမှုလေးကိုအဝိပ္ပိတာရလို့ခေါ်တာပဲစိတ်ထဲမှာဟိုနှလုံးမသားမရဖြစ်เสียမရှိဘူးဝန်တာစရာလေးဖြစ်လာအဲ့တော့ဝန်တာတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုအဲ့ဒီဝန်တာမှုကိုအကြောင်းပြုပြီးတော့ပါမောဇာလို့ခေါ်တဲ့ဒီနှစ်သက်မှုလေးတစ်ခုပေါ်လာအဲ့ဒီပါမောဇာဆိုတဲ့နှစ်သက်မှုလေးပေါ်လာတဲ့အခါ ိတိဆိုတဲ့ပို့ပြီးတော့စွမ်းအားရှိတဲ့ခန္ဓာကိုယ်တစ်ခုလုံးလွှမ်းမိုးနိုင်တဲ့ပိတိလို့ဆိုရဲစွမ်းအားရှိတဲ့မြတ်တမှုတစ်ခုထပ်ပေါ်လာတယ်။အဲ့ဒါပေါ်လာလိုက်တာနဲ့တပြိုင်နက်ပိတိဖုံးနေတဲ့အခါကိုယ်ခန္ဓာတစ်ခုလုံးဟာငြိမ်းချမ်းပြီးတော့သွားတယ်။အဲ့ဒါကဒုက္ခလို့ခေါ်တာ။အဲ့ဒီဒုက္ခရလာလို့ရှိရင်ပတ္တတိဆိုတာစိတ်ရောပါရောအကုန်လုံးငြိမ်းချမ်းသွားတယ်။ငြိမ်းချမ်းသွားတာနဲ့တပြိုင်နက် စိတ်လေးကတည်ငြိမ်လာတဲ့တမာတိဆိုတာပေါ်လာအဲ့ဒီတမာတိပေါ်လာတဲ့အခါမှာယထာဘူတညာနာတတနာအာယုန်တစ်ခုကိုစူးစမ်းဆင်ញင်ကြည့်လိုက်တာနဲ့တပြိုင်နက်အမှန်သိတယ်ဆိုတဲ့အတိညာတစ်ခုကပေါ်လာတယ်ဒါကဘကိုလက်တွေ့လုံရှင်းသုံးကြည့်ရမယ့်ကိစ္စတစ်ခုပဲပေါ့ကဘကိုဒီအစဉ်ဆက်တည်းကသူ့ဘာသူသွားရင်သွားရင်နဲ့ဒီလိုလက်တွေ့လုံချင်းအားဖြင့်ဒီအစဉ်ဆက်မပြတ်ဖြစ်ပေါ်လာနိုင်တာပေါ့ ါကြောင့်မို့ကိုချင်းတရားကိုရှေးဥစွာဆင်ကြအောင်လုပ်ပြီးတော့မိမိကိုယ်တိုင်ကသမထကျင့်စဉ်တစ်ခုအရင်ကျင့်ပြီးမှဝိပဿနာကိုအားထုတ်မယ်လို့ဆိုလို့ရှိရင်ဝိပဿနာရဲ့အာယုံဆိုဒီမှာနှမျိုးတည်းပဲရှိတယ်ယုတ်နဲ့နံနှမျိုးပဲရှိတယ်အဲ့တော့ယုတ်ဆိုတာအာယုံကိုသိနိုင်စွာမရှိတဲ့အရာကိုခေါ်နံဆိုတာကအာယုံကိုသိတဲ့အရာကိုခေါ် အဲ့ဒီလိုအာယုံကိုတိတာနဲ့မတိတာဒီသဘာဝနှစ်ခုနဲ့ဘုန်းကြီးတို့တွေရဲ့ခန္ဓာကို ဖွဲ့စည်းထားတာဖြစ်တယ်အဲ့ဒီလိုဖွဲ့စည်းထားတာဖြစ်တော့ကိုယ်ဘဝတစ်ခုလုံးကိုခြုံကြည့်မယ်ဆိုရင်ပြမအာယုံကိုတိတဲ့အရာနဲ့ပြမကအာယုံကိုမတိတဲ့အရာဒီယုံနဲ့နှစ်မျိုးပဲရှိတယ်ဆိုတာထင်ရှားလား အဲ့ဒီယုံနဲ့နဲ့နှမျိုးပဲသိရှိတယ်ဆိုရင်ထင်ရှားလာတဲ့အခါမှာဝိပဿနာကျင့်စဉ်တစ်ခုကိုတမထာအာထုတ်ပြီးမှကူးကျင်တယ်ဆိုတဲ့ပုံကဘာကစပြီးတော့ရှုတဲ့တယ်လဲလို့ဆိုလို့ရှိရင်နန္တရားကစပြီးတော့ရှုတဲ့တမထာကျင့်စဉ်ကျင့်လို့အာယုတစ်ခုပေါ်မှာစိတ်ဟာတည်ငြိမ်လာပြီဆိုတဲ့အခါအဲ့ဒီတည်ငြိမ်လာတဲ့စိတ်ကိုပဲ ဝိပဿနာအာယုံအဖြစ်အသုံးချပြီးတော့ဝိပဿနာဘက်ကိုကူးတာအဲ့ဒါသမထယာနိကပုဂ္ဂိုလ်ကနန္တရားဘက်ကကူးတယ်လို့သူပြောတယ်ဝိပဿနာယာနိကတတ်တတ်သွားတဲ့အခါမှာနန္တရားဘက်ကမကူးဘဲနဲ့ထင်ရှားတဲ့ယုတ်တရားတစ်ခုကိုအခြေပြုပြီးတော့သွားရမယ်ဆိုလိုတာဝိပဿနာတတ်တတ်သွားခြင်းလို့ရှိရင်ယောဂဆရှုပါအဲ့တော့ဒီအကြံပြုချက်ဟာ လုပ်ရမယ်လို့ပြောတဲ့ဟာမဟုတ်ဘူးလုပ်သင့်တယ်လို့ပြောတာဟုတ်သမထယာနိကပုဂ္ဂိုလ်သည်ယုတ်ကဆမရှိပါဘူးနာမ်ပဲရှိပါမယ်လို့ဒီလိုဆုံးလို့ရမဟုတ်ဘူးလွယ်ကူတဲ့ဤစနစ်တစ်ခုကိုဖော်ပြဝိပဿနာယာနိကပုဂ္ဂိုလ်ကလည်းပဲနာမ်ဆမရှိပါဘူးယုတ်ကဆရှိရမယ်လို့ဆိုတာလွယ်ကူတဲ့ဤစနစ်တစ်ခုကိုပဲပြောတာအဲ့တော့ဘယ်ရပဲဆရှိရှိရှိလို့ရတယ်ဆိုတာတော့မှတ်ထားမှာပါ ကိုယ်အဆင်ပြေတယ်လို့ရှုလို့ရတယ်ဟုတ်အေးကောင်းပြီဆိုလိုတာကတော့ဝိပဿနာကုပြီဆိုလို့ဆိုတဲ့အချိန်မှာဝိပဿနာဆိုတဲ့အလောက်ဟာအာယုံကယုံနဲ့နံနှမျိုးတည်းကတစ်ခုခုပဲဖြစ်ရမယ်လို့ဒါကိုသိဖို့လိုတယ်ပေါ့ယုံနဲ့နံကွဲပြားသိရမယ်ယုတ်သိပြီးရင်လည်းနံသိမယ်နံသိပြီးရင်လည်းယုတ်ကိုသိလိုက်ဒီတစ်ခုကဆက်ဆက်ပြီးတော့နေတယ်ဘုန်းကြီးတို့တွေကအပေါ်ယံကိုကြည့်ပြီးတော့ ယုတ်နဲ့နံနှစ်မျိုးကိုယုတ်နံလို့မသိပဲနဲ့ဘာသိလဲငါလို့သိတယ်ငါဟာလို့သိနေတယ်တတ္တဝါလို့သိနေတယ်သူရဲ့ငါရဲ့ဆိုတဲ့အတွေးနဲ့ပဲသိနေတယ်အဲ့ဒီအတိကြောက်လောက်အောင်လူတွေရဲ့တဏ္ဍာမှာယုတ်နဲ့နံနှစ်မျိုးပဲရှိတယ်ဆိုတာကို မြင်အောင်ကြိုးစားအထုတ်ဖို့အရေးကြီးတယ်အဲ့တော့ဝိပဿနာအထုတ်တဲ့အခါမှာအဆင့်၃ဆင့်ကိုမှတ်သားထားတဲ့နယ်ပေါ့ ကိုယ်ဟာဘယ်အဆင့်မှာအလုံးလုံးနေတာတုံးဆိုအဆင့်ကျော်ပြီးတော့အလုံးမလုံးရဘူးအဆင့်အတိုင်းပဲအလုံးလုံးရမယ်အဆင့်၃ဆင့်ကိုပရိညာ၃ပါးလို့ပရိညာဆိုတာပရိဆိုတာပိုင်ပိုင်နိုင်နိုင်ညာကသိတာကိုလုတ်တဲ့အလုတ်ကိုပိုင်ပိုင်နိုင်နိုင်သိတာနဲ့ဝိုးရဝါရသိတာမတူဘူးလုံငန်းတစ်ခုလုတ်တာတောင်းပါပဲပိုင်ပိုင်နိုင်နိုင်သိတဲ့လူရှိတယ်နော်ပိုင်ပိုင်မပိုင်နိုင်တဲ့ပုဂ္ဂိုလ်ရှိတယ် အဲ့တော့ကိုသိတဲ့အလုပ်ကိုပိုင်ပိုင်နိုင်နိုင်သိတာကိုပရိညာပရိပိုင်နိုင်စွာညာသိတယ်ဆိုတဲ့အတိပ္ပယ်နဲ့ဝိပဿနာဉာဏ်ဖြစ်တာကိုပဲစင့်သုံးစင့်မှတ်သားထားဖို့နမတိကညာတပရိညာလို့ခေါ်တယ်ညာတညာတဆိုတာသိရမယ့်အာယုံလို့ပြောတယ်ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ရှိရင်ဝိပဿနာရဲ့အာယုံအဖြစ် ိရမယ်ဟာကိုကိုအရင်တွေ့အောင်ရှာရမယ်တွေ့အောင်လုပ်ရမယ်တွေ့အောင်အဲ့ဒါကိုကြည့်ရမယ်အဲ့ဒီညာတဆိုတဲ့နေရာဒီနေရာမှာဘာဟာညာတလဲတိရမယ်ဟာဘာလဲလဲဆိုရင်ယုံနေတာတတဝါလို့ဆိုတဲ့အာယုံဟာတိရမယ်အာယုံမဟုတ်ဘူးတကယ်တိရမယ်အာယုံကယုံနေတာ2မျိုးပဲဆိုတာရုပ်ကိုတွေ့အောင်ရှာနိုင်ရမယ်နာမ်ကိုတွေ့အောင်ရှာနိုင်ရအဲ့ဒီတိရမယ်ဟာတွေကိုတိ အဲ့ဒါလို့သိတဲ့အခါမှာဘယ်ရှုထောင့်ကသိတယ်လဲလို့ဆိုလို့ရှိရင်ရုပ်ရဲ့ကိုယ်ပိုင်ရှုထောင့်လေးတွေရှိတယ်ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်နာမ်ရဲ့ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်တဘာဝတရားလေးတွေရဲ့မတူညီတဲ့အမှတ်သားလေးတွေရှိတယ်ဒီမှာပဲရုပ်ဆိုလို့ရှိရင်အအေးနဲ့တွေ့ရင်တစ်မျိုးပြောင်းသွားတယ်အပူနဲ့တွေ့ရင်တစ်မျိုးပြောင်းသွားတယ်အဲ့ဒါလို့ထင်းထင်းရှားရှားပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောလေးကရုပ်တရားပဲနာမ်ဆိုတာကတော့ အာယုံလေးတစ်ခုပေါ်မှာညွတ်ညွတ်ပြီးတော့ဥလဲ့ဥလဲ့သွားတဲ့သဘောလေးဥလဲ့သွားတဲ့သဘောဆိုရင်ချီကိုယ့်ကိုယ်နေရင်ကနေပြီးတော့အတန်လေးကြားလိုက်လို့ရှိရင်အတန်ဘက်ကိုစိတ်ရောက်သွားတာဒါဥလဲ့တဲ့သဘောပဲပေါ့မြင်လိုက်ရင်လည်းမြင်တဲ့ဘက်ကိုဥလဲ့သွားတယ်အနံ့ရရင်လည်းနံ့ရတဲ့ဘက်ကိုဥလဲ့သွားတယ်ဟောဒါဥလဲ့သွားတဲ့သဘောလေးအဲ့ဒါနံရဲ့သဘောလက္ခဏာလေးအဲ့ဒါလို့ဒါကိုစာလို့ပြောတော့ နမနလက္ခဏာအာယုံရှိတဲ့ဘက်ကိုညွတ်သွားတဲ့လက္ခဏာလို့ညွတ်သွားတယ်ဆိုတာဥလှဲ့တာပြောတာအဲ့ဒီအာယုံဘက်ကိုဥလှဲ့သွားအဲ့ဒါလို့သဘာဝတရားကိုယ်ပိုင်သဘာဝတရားလေးတွေကိုနဲ့ဒီရှုမှတ်ရမယ့်ယုတ်တရားနံတရားတွေကိုကွဲကွဲပြားပြားသိဖို့လိုတယ်ဆိုပါစို့လုပ်ငန်းတစ်ခုကိုစပြီဆိုတဲ့အခါမှာအာယုံကိုခိုင်ခိုင်မာမာ တခုတော့ရှိထားဖို့လိုတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဒီအာနာပါနကမ္မထာဆိုတာအလုံးအတွက်အမြဲ